အကြံချိန်ခါတမယာလေးမှာတော့ကျွန်တော်တို့တွေအမြဲတမ်းသတိရနေတဲ့သူ့ရဲ့မြောက်ထားတဲ့ခေါင်းဆောင်ဒေအောင်ဆန်းစုကြီးရဲ့မိန်းကလေးပြိုင်နေပြီ။ကျွန်တော်ရဲ့နေ့ဧပြီလ14ရက်နေ့တင်းလာနေရဲ့ညပိုင်းထိရရှိတဲ့ဂျင်းဗီဒီယိုလေးတွေကိုအတင်ပါရယ်။ဒီလိုပဲနေ့ဒီပိုင်းဧပြီလ14ရက်နေ့ရဲ့နေ့ဒီပိုင်းသတင်းတွေကိုတော့ကျွန်တော်ရဲ့ Wujet Reaction အနေနဲ့ဒီမှာအတင်ပေးထားပြီးဖြစ်တဲ့အတွက်ဒီအားလုံးပဲအားရောက်ကြည့်ရှုပြေးဖို့လေဒီနေရာကနေပြီးထင် ောင်းဆိုလိုက်ပါတယ်။ဟုတ်လေတဲ့မြန်မာနိုင်ငံသားလို့ပြောလို့ရှိဖြစ်မျက်နှာငယ်လို့မြန်မာနိုင်ငံသားလို့မပြောဘူးဆိုပြီးကျွန်မကိုပြောကြပါတယ်။အဲ့ဒါဟာအင်တာမဝင်းနေစရာကောင်းပါတယ်။ကိုယ်နိုင်ငံကကိုယ်နိုင်ငံအတွက်ကိုကနေပြီးတော့မျက်နှာငယ်ရတယ်ဆိုတာမဖြစ်တဲ့ကိစ္စပါ။တို့ဟာမြန်မာနိုင်ငံကလာတယ်ဆိုတာခေါင်းပေါက်ပြီးတော့ဝင်ကြွားစွာနဲ့ပြောနိုင်တဲ့အခြေအနေရောက်အောင် အားလုံးဝိုင်းကြိုးစားဖို့လိုပါတယ် မြန်မာနိုင်ငံသားဆိုလို့ရှိလို့ရှင်ဩမြန်မာနိုင်ငံကလာတာကိုဆိုပြီးတော့အချင်းချင်းအောင်လေးစားအောင်အဲ့လိုအချိန်လေးရောက်အောင်လို့ကျမတို့အားလုံးလုပ်ပေးဖို့လိုပါတယ်ကျမတို့တယောက်အတွက်မဟုတ်ဘူးတစုအတွက်မဟုတ်ဘူးတနိုင်ငံလုံးအတွက်ဆိုရစိတ်နဲ့လုပ်ပေးဖို့လိုပါတယ်ကျမတို့နိုင်ငံဟာတိုင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံမှာဒါကြောင့်ကျမတို့တိုင်းသားများအကြမ်းမှာညီညွတ်မှုရှိဖို့နားလည်မှုရှိဖို့အပြန်အလှန်လေးစားမှုရှိဖို့ ကြည့်ခင်မှုရှိဖို့ဆိုတာဟာနိုင်ငံသူနိုင်ငံသားတယောက်ချင်းတယောက်ချင်းမှာတာဝန်ရှိပါတယ်။ငါကတော့ဒါနဲ့မဆိုင်ဘူး။ငါကတော့အင်ဂျင်နီယာလုပ်နေတာပဲ။တိုင်းသားတွေနဲ့ဘာမှမဆိုင်ဘူးလို့ဒီလိုစိတ်ထားလို့မဖြစ်ပါဘူး။အင်ဂျင်နီယာဆိုတာလည်းကျမတို့ပြည်ထောင်စုသားတယောက်ပဲ။ဆရာဝန်ဆိုတာလည်းပြည်ထောင်စုသားတယောက်ပဲ။ကျောင်းဆရာဆရာမဆိုတာလည်းကျမတို့ရဲ့ပြည်ထောင်စုသားပြည်ထောင်စုသူပြည်ထောင်စုသားတွေပဲ။အားလုံးဝိုင်းပြီးတော့ကျမတို့နိုင်ငံဟာတကယ်ကို အေးချမ်းနဲ့ညီညွတ်တဲ့ပြည်ထောင်စုဖြစ်ဖို့ကြိုးစားပေးဖို့လည်းလိုပါတယ်။ကျမတို့အနေနဲ့လည်းကြိုးစားနေပါတယ်။ကျမတို့ဟာငြိမ်းချမ်းရေးကိုပထမဦးဆုံးစပြီးတော့အရေးအကောင့်ထဲပေါ်ရမယ့်ကိစ္စတစ်ခုအနေနဲ့သတ်မှတ်ထားပါတယ်။ဒီကောက်ပွဲဝင်ဝင်တဲ့အခါကာလတုန်းကတောင်မှဒါကျမတို့ပြောပြရပါကျမတို့ရဲ့ရည်ရွယ်ချက်တွေဟာတရားဥပဒေစိုးမိုးရေးဒီတွင်ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒီမိုကရေစီအမြင့်တဲ့အတွဲရေးနောက်ပြီးဖွံ့ဖြိုးတိုးတက်မှုခိုင်မာရေးပေါ့နော်ဒါတွေကိုကျမတို့ကျမတို့ရဲ့မူဝါဒအရှင်အနေနဲ့ပြည်သူပြည်သားတွေကိုချပြပြီးတော့ရွေးကောက်ပွဲမှာဝင်ခဲ့တာဖြစ်ပါတယ်ချပြသွားတဲ့အတိုင်းပဲကျမတို့ဆက်ပြီးတော့ကြိုးစားသွားပါမယ်ကြိုးစားသွားတဲ့အခါမှာလဲကျမတို့အားလုံးအတူလက်တွဲပြီးတော့ပါဝင်ကြပါလို့ကျမအနေနဲ့မေတ္တာရက်ခံကြပါတယ် ို့တွေအားလုံးပဲအလင်းပေးတံမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးပြန်ကျွန်တော်ရဲ့ Ojet Revolution Channel လေးရဲ့ဒင်းအစီအစဉ်ကနေပြန်ပြည့်နေကြိုဆိုလိုက်ပါတယ်။နေ့ကတော့ April 14ရက်နေ့တင်းလာလေးရဲ့ညပိုင်းထီနောက်ဆုံးရရှိတဲ့တင်းအကျိုးကိုအကြီးညို့ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ညနေပိုင်းတင်းတွေကိုလည်းကျွန်တော်ရဲ့ Gojet Reaction Channel 2မှာဖော်ပြပေးတာဖြစ်တဲ့အတွက်ကြောက်ရောက်အားပေးဖို့ဒီနေ့ကထပ်မံတောင်းဆိုလိုက်ပါတယ်။ကောင်းဆုံးတင်းတွေပုံနေ့ကတော့တမ်းပေရမ်းပေဘိုမိုက်ခဲတို့သူတဲ့အတိုင်းပဲအဝေးတိုင်းဒီစကြိုမျိုးပေါ်မှာရှိတဲ့ချမ်ပါစစ်တဲ့စကန်ကိုဝင်ရောက် တက်ခတ်ခဲ့ရမှာတော့တသားတူး ကျဆုံးခဲ့ပြီးမြင်းကြံ Black Tiger MD တဖွဲ့ကောင်းဆောင်ပူမိုက်ခဲကိုတိုင်ကူးစီးပြီးတော့ဝင်ရောက်တိုက်ခဲ့တာဖြစ်ပါတယ်။ဒါဟာအမှတ်၈ဒုက္ခဝတီရက်ွက်တက်ကျော်ဖုံးကြီးကျောင်းမှာတဆွဲထားတဲ့စစ်တကူ MD တဖွဲ့မှရဲဘော်များကပျောက်ကြားနေစနစ်သုံးပြီးအနည်းငယ်ဝင်ရောက်ပစ်ခတ်ခဲ့ရဖြစ်ပါတယ်။ဒီဘော်ကသက်ခါတွေပဲသုံးဘက်သုံးတန်ကနေပိတ်ထားတာရဲဘော်တွေကပိတ်မိသူလိုဖြစ်သွားတာပေါ့။အဲ့ဒီမှာတိုက်ဘက်ကနည်းနည်းတနားလောက်ကြည့်တော့ထက်ကြသွားတယ်။နောက်ဆုံးတော့ကျွန်တော်တို့ရဲဘော်တွေပြန်ထွက်လာနိုင်ခဲ့ပါတယ်လို့လည်း ရင်းကျန်ဘလက် Tiger MBD တက်ဖွဲ့ကောင်းဆောင်ပုံမဲ့ပြောတာပါတယ်ဒီသူတွေကလည်းအနောက်ကနေပြီးအမြဲတမ်းဆူတောင်းပေးနေဆိုတာဒီနေရာကထပ်မံပြောချင်ပါတယ်နောက်ထပ်သတင်းမှာတော့အာနာသိန်းစစ်ကောင်စီဟာအတင်းတမဂျင်းပါရန်ဂျူပန်းနေတဲ့ရွေးကောက်ပွဲမှာချင်းပြည်သူလူထုများအနေဖြင့်ပါဝင်ခြင်းအောက်ပံ့ပေးခြင်းများမပြုလုပ်ချင်ရန်ဂျာကာလာအင်းမျိုးသားတိုင်မင်ငန်ကောင်စီ ICNCC ရအင်ယူတတိပေးထားပါတယ်ဟာအေဘေလာ73ရက်နေ့မှာ ICNCC အဖွဲ့တီထောင်မှု၄နှစ်ပြည့်အထိမ်းအမှတ်ထုတ်ပြန်ရမှာချင်းပြည်သူများကိုကြိုတင်တတိပေးအပ်ကြောင်းကိုလည်းဖော်ပြခဲ့တာဖြစ်ပါတယ် ဒီကောင်စီရဲ့အနည်းနဲ့မှကျင်းပရန်စ조사စီစဉ်နေတဲ့ရွေးကောက်ပွဲမှာပြင်းပြင်းထန်ထန်လုံးဝကျင်းပနိုင်မည်မဟုတ်၍ရှင်းပြသူများအနေဖြင့်ဥပပေါင်းပုံဝင်ထောက်ပံ့ခြင်းများမလုပ်ဆောင်ကြရန် ICNCC ကနေပြည်ပြည်ချင်းဖြစ်ပါတယ်။ဒါကလာချင်းမူသားအတိုင်ပင်ခံကောင်စီ ICNCC အဖွဲ့သည်ချင်းညီတော်အဖွဲ့ CB နှင့်နိုင်ငံရေးစည်းရေးမှာအတူပူးပေါင်းဆောင်ရွက်လျက်ရှိသောအဖွဲ့လည်းဖြစ်ပါတယ်။ချင်းညီတော်အဖွဲ့ CB ကအာဏာသိမ်းစစ်ကောင်စီထံမှချင်းမီနယ်တွင် ရင်တွေးမတူဘီမင်းတက်ကံပက်လက်ပလန်စတဲ့မြို့တွေကိုတင်ပတ်ရယူထားပြီးဖြစ်ကြောင်းလည်း INCNCC ကဆိုထားပါတယ်။နောက်တတိယမှာတော့သခိုင်းတိုင်းကံပလူမြို့နယ်မော်တော်ကျွရမှာမြန်မာယူကနှစ်တကူကြံကာလစစ်မှုတန်းခိုင်းရန်လူငယ်များကိုပြူစောတင်တဲ့စစ်တကဝင်ရောက်ဖမ်းဆီးကြောင်းဒေသခံတွေကပြောထားပါတယ်။အဟာသခိုင်းတိုင်းကပ်ပလူမျိုးနဲ့မော်တော်ကျွာကိုနေ့လယ်ပိုင်းအချိန်မှာပြူစော်ဒီကောင်းဆောင်ဝါသဝကဥဆောင်ပြီးတော့ဝါသဝနဲ့စစ်တပ်ပူးပေါင်းတပ်ဖွဲ့များကဝိုင်းဝန်းပိတ်ဆို့ကအရွယ်ရောက်ပြီးသားစစ်မှုတန်းရန်အကျုံးဝင်နေတဲ့လူငယ်90ခန်းကိုဝင်ရောက်ဖမ်းဆီးပေါ်တာဆွဲတာဖြစ်ပါတဲ့ 苏巴机遇嘛，比如说你讲的，我在我也，工资也机遇下来，提的，嘞，过月过边，这一年好边。 သောကြောင်းရှိရာမော်ရော်ရွာမှာနေလေခင်စစ်တပ်ကဝိုင်းဝန်ပိတ်ဆို့တာလူငယ်90ကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲထားတယ်။သူစောဒီကောင်းဆောင်ဖုန်းကြီးဘွားတော်ကမော်ရော်ရွာမှာတော့လက်ရှိမှာမနေပါဘူး။သူကအမှတ်6 6အမြောက်တက်ရင်းနဲ့မှပဲနေတာပါလို့ဒေသခံရင်းမြစ်ကဖော်ပြထားပါတယ်။မော်ရော်ကြီးရွာမှာမွတ်စလင်ဘာသာကိုးကွယ်သောလူငယ်ချို့ကပါစစ်တပ်ကစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲထားကြောင်းမော်ရော်ကြီးရွာမှာလည်းစူပေါင်းနေထိုင်ရသည့်ကြီးရွာတစ်ခုဖြစ်ရာအများစုကစစ်မှုမထမ်းလို့ကြကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့သခိုင်းကလင်ကြီးကြောင့်ပြည်သူထောင်ချီတည်ဆုံးခဲ့ပြီးပြည်စည်းကြီးမှာခဲ့တော့လေအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်နိုင်နဲ့စစ်ရရှိကြီးများကတော့ နေပြည်တော်တွင်အကြံပွဲပြုလို့ပြောပါကြကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပါတယ်။မင်းအောင်လိုင်းစိုးဝင်းအောင်လင်းတွင်ပေါဝင်ထိတ်တန့်စီယာရှိကြီးများဟာအေဘက်၃ရက်နေနေပြည်တော်မြို့တော်ဝင်မန်းတက် ဒီပြီးတော့လမ်းလျှောက်တကြံတို့ကိုတွားရောက်ဖွင့်လှစ်ပြီးရေပတ်ခန့်ချင်းလှပြကားများဖြင့်လှည့်လည်ပြသကြီးများကြီးရှုခြင်းရေပတ်ချင်းများကိုပြုလုပ်ခဲ့ကြပါတယ်။နေပြီးတော့ရင်တနခါလိန်သရုပ်ဖုံမှုများပြုလုပ်ခဲ့ရမှာတော့မင်းအောင်လိုင်မအပသူစစ်ခေါင်းဆောင်စိုးဝင်းပါဝင်ဗိုလ်ချုပ်များအလုံးရဲ့ပားများတွင်တနခါလိန်ခံခဲ့ကြပြီးရင်းတနခါလိန်ခံရသည့်စိုးဝင်းနှင့်ဗိုလ်ချုပ်များရဲ့ချက်ပုံများကိုပြန့်နှံ့ခြင်းပြုစီရန်စစ်ကောင်စီကတားမြစ်ခဲ့ကြောင်းသိရှိရပါတယ်။တချို့ကလွှဲရင်ကျန်တဲ့ဗိုလ်ချုပ်တွေအလုံးမျက်နှာမှာတနခါတွေလိန်ခံခဲ့ကြပါတယ်။အဲ့ဒီချက်ပုံတွေကိုတော့ပြင်ပကိုပြင်ပကြီးချက်ပုံတွေထွက်သွားတာမျိုးမလုပ်ဖို့ တမ်းမိထားပါတယ်လို့လည်းစစ်တပ်ကဖော်ပြထားပါတယ်။ကျမစီမင်းအောင်နိုင်ဟာအခုဒီကြံကာလာတွင်နေပြည်တော်နဲ့ပြည်ဦးလူလူတွေသွာလာနေထိုင်ပြီးဖြစ်ကြောင်းလည်းသိရှိရပါတယ်။တောင်းသူတွေကြောင်းသားတွေကဘာပြောလဲ။ဆရာတော်ရဲ့တွေ့ခေါ်ကဘယ်လိုလဲ။ဆရာတော်အနေနဲ့ကရောမင်းအောင်နိုင်ကိုဘာတွေဖြောင်းပြနိုင်မလဲဆိုတာကတော့ဆက်လက်ဆုံးကြံမိတာတစ်ခုဖြစ်ပါတယ်။ကောင်းသားတွေဆောင်မပြန်ဖြေရတာကမှန်လားမှားလားဆိုတာကိုလည်းနောက်မှကိုဆရာကိုသိမြက်ကနေပြီးထောက်ပြပေးတာဖြစ်တယ်လို့ကြည်ရသေးရင်ကျွန်တော်လည်းအတူတူပြောလို့ရပါတယ်။ ွက်မဖြေခြင်းဘာမှမဖြေခြင်းဘူးလားမဖြေခြင်းတော့ဘုံလီလာဝါလို့ဟမ်ဖြေပါရဲ့လီလာဝါလို့အဲ့ဒါမဘူးနဲ့အဲ့ဒါမဘူးနဲ့အောက်ပါလားမိဘလူရှို့တာတော့မသိလားမိပါမြေကြီးอ่ะမြေကြီးမြေကြီးอ่ะဟုတ်တယ်တက်တယ်ပါအေးအေးအဲ့ဒါသူကသူဖြေတော့တော့မဖြေဘူးလို့မရဘူးလားအဲ့တော့ဘုံဘုံဘုံမှာဆိုရင်လေအဲအကောင်အဝေးမှာအကောင်အဝေးမှာဘုံဘုံနာဆိုရင်ပဲ ပုံမိုးနဲ့အခုတော့လုံးဝမတက်နိုင်တော့ဘူးပုံမိုးရဲ့အပေါ်မှာကမိုးထတာဗာလဲဆိုအားလုံးသိရနော်ဟုတ်ပါဘူးဟုတ်ဘူးလေဂုံလူကြတော့ဖေးရခက်တယ်လေဂုံလူကြပြန်ပြေးမယ်ဟုတ်ပါဘူးဟုတ်ပါဘူးဟုတ်ပါဘူးလိုက်ပါရောစကိုင်းရဲ့ကချင်ရဲ့ဟွန်းအလေးတွေကပို့ပြီးတော့အုံတော့ကောင်းနေနော်အောင်ပေးလိုက်ကြံတဲ့မျိုးနယ်လို့စစ်လိုက်စစ်ကူမီတို့ဂျန်ရဘေးတန်ကဲ အဖြေချင်ပါဘူးအဖြေချင်တော့ပါအဖြေချင်တာတော့ဘာဘူးတူတယ်ဟိုမျိုးလေအတုံးတော့140နဲ့အအောင်ပေးပြောဂုံတူးမန်းနဲ့လူကြပြန်ပြေးခိုင်းလိုက်ဝင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 ်ပြန်ပြေးခိုင်းလိုက်ဝင်ဝင်အရန်ကြက်လိုက်ဝင်ဝင်ကိုပြန်ပြေးခိုင်းလိုက်ကြည့်ကြပါကြည့်ကြပါတက်ကတော့တက်ကတော့မှာပေါ့တက်ကတော့အဲ့ဒီကိုဘာလို့ပြရမလဲလို့နည်းနည်းတော့ပြောကြည့်ရတယ်ကျသားတို့ကပြောသားတို့ကပြောတယ်တဲ့တဲ့ရရတယ်သားတို့ကဟောသူကဘယ်လိုပဲဒါလေးကတော့ကလေးတွေနေနဲ့အလုံးအောင်ပြေးလိုက်ပြီးတော့ ဝင်ခွင့်ကိုတော့ပြန်ပြီးတော့ဖြေခိုင်းဆိုရဲသဘောတရားနဲ့အခြားနိုင်ငံမှာပြုလုပ်တဲ့အတိုင်းကိုပြောတာဖြစ်ပါတယ်။ဒါရီယာတကယ်ဖြစ်လာမလားဖြစ်လာဦးဆိုတာမင်းအောင်လည်းဆိုတဲ့ကောင်ဘာမှသိတာမဟုတ်တာကျုပ်တယ်ကလေးပြန်ဖြေဆိုဖြေရမှာပဲကျုပ်ဘူးကလေးကအောင်အောင်ပေးဆိုတဲ့ပေးရမှာပဲနေဝင်ခက်ကတော့အောင်အောင်ပေးရတာပါပဲအမှုပွဲအဖြစ်လာတယ်မီဒီယာပါသွားပါတယ်အခုမန္တလေးစကိုင်းကချင်ပြည်နယ်နဲ့နေပြည်တော်ကောင်စီကကြောင်းသားတွေစာမုံဘွဲပြန်ဖြေရမယ်ဆိုရဲအမိတ်ထွက်လာပါတယ်မေလ9ရက်နေ့မှာပြန်ဖြေရမယ်လို့ဆိုထားပါတယ်ပြန်ဖြေရမယ်ကြောင်းသားအရေးတော့က ခုနတောင်းကျော်ပါပထမဆုံးမေးစရာရှိတဲ့မေကွန်းကចောင်းသားတွေကိုအဲ့ဒါလိုစာမိုးပွဲပြန်ဖြေခိုင်းတာတရားသလားမတရားပါဘူးចောင်းသားတွေဘက်ကစာမိုးပွဲဖြေပြီးပြီအဖြေလွှားအပ်ပြီးပြီသူတို့တော်ဝင်ကြေခဲ့ပြီးပါပြီအဲ့ဒါကိုနောက်တစ်ခါပြန်ဖြေခိုင်းတာဟာမတရားပါဘူးအဖြေလွှားကိုចောင်းသားတွေကဖြေပြီးပြီအပ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီအဖြေလွှားတွေမပြောက်မပြက်အောင်ထိန်းသိမ်းရမယ့်တော်ဝင်ဟာပညာရေးဆိုင်ရာဝန်ထမ်းတွေမှာတာဝန်ရှိပါတယ် ဆမ်မူဝါကန်ကနေပြီးတော့စာစစ်ဌာနထိရောက်အောင်ပို့ပေးရမယ့်တာဝန်ကတာဝန်ပြည့်ချင်းခံရတဲ့ဆရာဆရာမတွေရဲ့တာဝန်မှာစာစစ်ဌာနကိုအဖြစ်တော်တွေရောက်သွားပြီးပြီဆိုရှင် စီမံခန့်ခွဲရေးနဲ့ဆိုင်တဲ့ဝန်ထမ်းတွေရဲ့တာဝန်မှာအဲ့ဒီအဖြစ်တော်တွေမပြောက်မပြက်ရေးအတွက်တာဝန်အပေးခံထားတဲ့သူတွေအစစ်စစ်ဟာပထမဆုံးတာဝန်ရှိတဲ့သူတွေပါအဲ့ဒီထက်ပိုပြီးတော့တာဝန်ရှိတဲ့လူအလုံးခြုံငုံပြီးတော့ တာဝန်ယူရမယ့်တာဝန်အရှိဆုံးပုဂ္ဂိုလ်ကတော့ပညာရေးဝန်ကြီးပါပဲအခုစာစစ်ဌာနမှာစာစစ်နေတော့အဖြစ်လွားတဲ့မီးလောင်ခံရတယ်ဆိုတော့လုံခြုံရေးသမားတွေစီမံခန့်ခွဲရေးပိုင်းဆိုင်ရာတာဝန်ယူတဲ့သူတွေမှာတာဝန်ရှိပါတယ်ဆရာဆရာမတွေရဲ့တာဝန်မဟုတ်ပါဘူးဆရာဆရာမတွေကအဖြစ်လွားစစ်ဖို့ပဲတာဝန်ရှိပါတယ်အဲ့လိုတာဝန်ရှိတဲ့သူတွေအများပြားရှိတဲ့အနက်မှာအလုံးကိုပေါင်းချုပ်ပြီးတော့တာဝန်အရှိဆုံးလူကိုပြပါဆိုရင်တော့အဲ့ဒါကပညာရေးဝန်ကြီးပါပဲငလျင်လှုပ်တယ်မီးလောင်တယ် အဖြစ်လွားတွေပျက်စီးတယ်တာဝန်ရှိဆုံးလူကပညာရေးဝန်ကြီးပါပဲတခြားတာဝန်ရှိတဲ့သူကတော့တိုင်းပြည်ရဲ့အကြီးဆုံးတာဝန်ကိုယူထားတဲ့ဗိုလ်ချုပ်မင်းအောင်လိုက်ပါအဲ့တော့သူတို့ကပြောမယ်ဆိုတော့ငလင်းလှောက်တာ မီးလောင်တာငါတို့လည်းဘာတက်နိုင်မလဲလို့ပြောလာမယ်ထူးချေလွာတင်ပြီးတော့အတနာခံလာမယ်ဆိုတော့မှပြည်သူလူထုကနေပြီးတော့စဉ်းစားနားလည်ပေးရမှာကအော်ဟုတ်ပေသားပဲ ူတို့မတက်နိုင်တဲ့ကိစ္စဖြစ်တဲ့အတွက်သူတို့တာဝန်ပြက်ကွက်တာမှန်ပေမဲ့ခွင့်လွှတ်ထိုက်တယ်ဆိုတာမျိုးဖြစ်ရမှာပါအခုတော့အဲ့ဒါလို့မဟုတ်ပါဘူးငလင်လောက်တာမိလောင်တာငါတို့နဲ့မဆိုင်ဘူးငါတို့တာဝန်မဟုတ်ဘူးမင်းတို့ကြောင်းသားတွေစာမွေးပွဲပြန်ဖြေကြလို့လွယ်လွယ်နဲ့စာရွက်စုပ်ပေါ်မှာလက်မှတ်ထိုးအမိပေးလိုက်တာဟာတာဝန်မဲ့လွတ်ပါတယ်အာနာရှင်ဆန်လွတ်ပါတယ်သူတို့စေအုပ်စု ခေါင်းဆောင်တွေကိုအာနာရှင်လို့ပြောရင်ဘာကြောင့်အာနာရှင်လို့ပြောမှန်းကိုသူတို့ကောင်းကောင်းနားလည်ဖို့မရပါဘူးအာနာရှင်အတွေးခေါ်ခေါင်းထဲမှာအပြည့်အဝဝင်နေပြီးတော့အာနာရှင်လောက်ရကိုပဲအမြဲလိုလိုလုပ်နေလို့အာနာရှင်လို့သူတို့ကိုခေါ်တာသူတို့မှာပြဿနာတစ်ခုခုကို ဖြေရှင်းတော့မယ်ဆိုလို့ရှိရင်သူတို့ရဲ့တခင်သူတို့ရဲ့အရှင်သူတို့ရဲ့အရင် အာနာရှင်တွေလုတ်တဲ့လုတ်ထုံးလုံကြီးကိုပဲပြေးမြင်တော့ ရှေ့လူလုတဲ့အတိုင်းပဲအမြဲလုတယ်ရှေ့လူမားတယ်လို့အမြဲမားတယ်ရှေ့လူအာနာရှင်လုရလုတယ်လို့အမြဲလုတယ်အဲ့ဒါလို့ねဒီတိုင်းပြည်မှာအာနာရှင်စနစ်ဆိုးကြီးဟာခက်အဆက်အဆက်မပြတ်မကွက်စီးဆင်းနေတာပါဒီတိုင်းပြည်မှာနေရတာကစစ်အာနာရှင် စနစ်စစ်အာနာရှင်လုထုံးလုံနီးတွေကြီးဆိုးမင်းမှုနေတာဟာအဲ့ဒါတွေကြောက်ပါဘာပဲဖြစ်ဖြစ်မကောင်းတာမှန်တယ်မြတ်စစ်အာနာရှင်တွေရဲ့ တလွဲစီမံခန့်ခွဲမှုနဲ့အမြဲတမ်းဆက်ဆက်နေတယ်ဆိုတာဟာအဲ့ဒါကြောင့်ပါပဲစစ်အာဏာရှင်စနစ်ကိုဒီမြေပေါ်ကနေပြီးတော့အပြေးပိုင်ဖယ်ရှားဖို့လိုအပ်နေတယ်ဆိုတာကလည်းအဲ့ဒါကြောင့်ပါပဲအဲ့ဒါလိုမဖယ်ရှားနိုင်လို့ရှိရင်တားစင်မြေဆက်စစ်ကြုံဆက်ပြီးတော့ဖြစ်ပါလိမ့်မယ်အဲ့ဒါကသိအရေးကြီးတဲ့အချက်ပါအခုစာမွေးပွဲပြန်ဖြေရမယ့်အကြောင်းသားအရေးအတွက်က9000ကျော်ရှိတယ်ငလင်းတန်းကိုအစိုးဆုံးခံရတဲ့မန္တလေးစကိုင်းနေပြည်တော်ကအကြောင်းသားတွေအများစုပါဝင်ပါတယ်ကချင်ပြည်နယ်ကအကြောင်းသားတွေ ပါပါတယ်သူတို့နေရာကနေပြီးတော့များလူလူချင်းစာနာထောက်ထားတဲ့စိတ်နဲ့တွေးကြည့်ကြစမ်းပါသတ္တမီချင်းစာနာတဲ့စိတ်ထားနဲ့တွေးကြည့်ကြစမ်းပါဒီเจ้าသားတွေထဲမှာကိုယ်အိမ်ပြိုသွားတဲ့เจ้าသားပါမယ်ဆွေမျိုးမိဘတကယ်ချင်းသိဆုံးသွားတဲ့เจ้าသားပါမယ်เจ้าသားကိုယ်တိုင်သိဆုံးသွားတာမျိုးလည်းရှိမယ်ပိတ်မိပြီးတော့ကယ်ဆယ်လို့ပြန်လွတ်လာတဲ့เจ้าသားမျိုးလည်းရှိခြင်းရှိမယ်သူတို့ခံစားနေရတဲ့စိတ်ဒုက္ခစိတ်သောကကို တွေးကြည့်ပါကိုချင်းစာကြည့်ပါဘလောက်ခက်ခဲမလဲဆိုတာတွေးကြည့်ရင်သိနိုင်ပါတယ်ဒီကြားထဲမှာနောက်ဆက်တွဲငလျင်တွေကလည်းအဆက်မပြတ်လှုပ်နေပါသေးတယ်စိတ်မချရသေးပါဘူးအားလုံးစိုးရင်ပြပန်နေကြပါတယ်ပထမငလျင်နဲ့မသေးဘဲနဲ့နောက်ဆက်တွဲငလျင်ကြမှာသေးတယ်ဆိုတာမျိုးတွေပျက်စီးတဲ့အဆောက်အဦဆုံးရှုံးတဲ့ဆိုတာမျိုးတွေငလျင်တမိုင်းမှာခဏခဏဖြစ်ပူပါတယ်အဲ့တော့အားလုံးကသတိမပြတ် ကိုနဲ့ကတ်ထားနေရပါတယ်အခုမေလ9ရက်မှာစာမွေးပွဲဖြစ်ရမယ်လို့ဆိုပါတယ်အဲ့ဒီမေလ9ရက်ဆိုတာကလည်းစိတ်မချသေးပါဘူးနောက်ဆက်တွဲငလျင်တွေလှုပ်နေနိုင်သေးတဲ့အချိန်မှာပဲအဲ့ဒီအချိန်မှာကျောင်းသားတွေကဘလို့လှုပ်ပြီးတော့စာမွေးပွဲအတွက်စိတ်ဖြောင့်ဖြောင့်ထားပြီးတော့ပြင်ဆင်နိုင်ကြမှာပါလေစာမွေးပွဲဖြစ်နေတော့ငလျင်ထပ်မလုပ်ဘူးလို့ရောစိတ်ချရရလားပြီးတော့တက္ကသိုလ်ဝန်ထမ်းစာမွေးပွဲဆိုတာကတသက်မှာတစ်ချိန်ဖြေရတဲ့စာမွေးပွဲကြီးမျိုးပါဒီလိုစာမွေးပွဲကြီးဆိုတာ တခါဖြေပြီးတာတောင်မှတစ်သလုံးအခါခါအိမ်မက်ပြန်မက်မိနေလောက်အောင်စိတ်ဖြစ်စီမှုကြည့်တဲ့စာမွေးကြီးပါကိုဘွားနဲ့ဆိုင်နေဆိုပြီးတော့အကြီးအကျယ်ပြင်ဆင်လေးရှိတဲ့စာမွေးကြီးပါအဲ့လိုစာမွေးပြန်ဖြေဖို့အတွက်ចောင်းသားတွေလည်းမကဘဲနဲ့မိဘတွေပါစိတ်ပင်ပန်းကြရတာမျိုးပါငွေကုန်ကြေးကြတွေလည်းအများကြီးပေးဆက်ထားရတာမျိုးပါအဲ့အရာတွေကိုမစင်စားမစင်ချင်ပဲနဲ့လွယ်လွယ်နဲ့မင်းတို့နောက်တစ်ခါထပ်ဖြစ်ဆိုပြီးတော့အမိတ်ထုတ်လိုက်တာဟာ အာနာရှင်ဆန္ဒမဟုတ်ရင်ဘာလို့ခေါ်ရအောင်မလဲနောက်တစ်ခါပြန်ဖြစ်ရင်မေကွန်းကယင်မေကွန်းမဟုတ်တော့ဘူးအရင်တစ်ခါတော့ကဖြစ်နိုင်ပြီးတော့အခုတစ်ခါမှမဖြစ်နိုင်ကြတော့ဘူးဆိုတဲ့သူတွေရှိလာမယ်အရင်တစ်ခါမေကွန်းကလွယ်ပြီးတော့အခုတစ်ခါမေကွန်းကခဲ့ရင်အခုတစ်ခါပြန်ဖြစ်ရတဲ့အကြောင်းသားတွေအတွက်မတရားတော့ဘူးဒုက္ခရောက်ပြီအရင်တစ်ခါမေကွန်းကခက်ပြီးတော့အခုတစ်ခါမေကွန်းကလွယ်ပြန်ရင်လည်းအရင်တစ်ခါဖြစ်ခဲ့ရတဲ့အကြောင်းသားတွေအတွက်မတရားတော့ဘူးအရင်တစ်ခါဂုံတုထွက်တဲ့အကြောင်းသားက အခုတခါကြာချင်းကြာမယ်အရင်တခါကြာတဲ့အကြောင်းသားကအခုတခါဂုံလူထွက်ချင်းထွက်မယ်အခုဆိုရင်ဒါတိုင်းနဲ့ပတ်သက်ပြီးတော့ထောက်ပြတဲ့ဆရာဆရာမတွေအများကြီးရှိလာပြီမကျင်တတ်တဲ့အကြောင်းသားတွေလည်းအတန်တွေထွက်လာကြပြီ ပြောဆိုလာကြပြီတချို့ကအားလုံးကိုအောင်ပေးပြီးတော့တက္ကသိုလ်ဝင်တဲ့အကြီးချင်းကိုတက်ဆိုင်ရာတက္ကသိုလ်တွေကအကြီးချင်းစစ်ဆံမိုးဝဲတွေလုံအောင်မှမို့လို့အဲ့ဒီကြတော့မှပူစစ်ပါဆိုတာမျိုးအကြံပေးကြတာရှိတယ် တချို့ကတော့အရင်ဖြေခဲ့တဲ့စာမိုးပွဲရက်လက်တွေကိုပြန်မြယူပြီးတော့အမှတ်ပေးပါဆိုပြီးတော့အကြံပေးကြတာလည်းရှိပါတယ်။ဘာလို့ပါလို့အကြံပေးတဲ့အထည်ကိုကျွန်တော်မပြောချင်ပါဘူး။ဒါပေမဲ့ဖြစ်တဲ့နာကအဲ့ဒါလိုအကြံပေးကြတာတွေကိုစဉ်းစားသင့်တယ်တိုင်မြင်သင့်တယ်။အကြံဉာဏ်တွေသဘောထားတွေရယူသင့်ပါတယ်။အဲ့ဒါတွေကိုအရင်လောက်အောင်ပါပါ။ပညာရေးဝန်ကြီးကနေပြီးတော့တင့်တော်တဲ့ဆရာတွေဆရာမတွေပေါမောက်ခတွေမိဘတွေចောင်းသားတွေ စတဲ့လူတွေကိုအစည်းအဝေးခေါ်နှိမ့်နှိုင်းဆွေးနွေးအကြံဉာဏ်ရယူပြီးတော့ဆုံးဖြတ်ချက်ချတာမျိုးကိုလုပ်ရမှာပါ။ဟုတ်တဲ့တင်ပြပေါ်မှာတော့တချမ်းအကျုံနဲ့ရခိုင်ပြည်ကြောက်တော်မြို့နယ်နဲ့ချင်းပြည်နယ်မင်းနဲ့မြို့ကိုစစ်ကောင်စီကလေရင်ဖြင့်ဘုံကျဲမှုကြောင့်ပြည်သူ၃ဦးကြာဆုံးပြီးခရစ်ယာန်ဖျားရှိခိုးကြောင့်လည်းပျက်စီးသွားကြောင်းဒေသခံတရင်းမီဒီယာသိရပါဗျ။စစ်ကောင်စီကပေါင်900ဘုံနှလုံးပြင်တိုက်ခတ်ခဲ့ပြီးလူနေ၅လုံးထက်မနည်းထိခိုက်ပျက်စီးသွားကြောင်းသိရပြီး အာနာသိန်းစစ်ကောင်စီဟာအပြည့်ရထားကြောင်ကြင်ညာထားတော့လဲဂရီကိုချိုးပေါက်ပြီးတကြံအကျိုးနေ့ကစတင်ပြီးတော့လဲကြောက်တော်မျိုးကိုဘုံကျက်တိုက်ခိုက်နေဖြစ်ပါတယ်ကြောက်တော်မျိုးကတော့အာခတ်တတော်အေးအေးသိမ့်ပိုက်ထားတဲ့မြို့နယ်တစ်ခုဖြစ်ပြီးရဲသားများနေထိုင်ရာမြို့လည်းဖြစ်ပါတယ်ဒါတူပဲယမန်နေ့ညနေ၄နာရီဝန်းကျင်ချိန်မှာလဲချင်းပြည်နယ်မင်းတပ်မြို့မြို့မှာနှစ်ချင်းဖျားခရစ်ယာန်ဖျားကြောင်ကိုစစ်တကဒီကြောင်ဖြင့်ဘုံကျက်တိုက်ခိုက်ခဲ့တဲ့ပြင်ဖျားကြောင်ပျက်စီးသွားကြောင်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲဘုံကျက်ချခဲ့ကြောင်ပြည်သူများကပြောထားတာတွေ့ရှိရပါတယ်